ီဗီဒီယိုကို HSK အစင်တဲ့ဖြည့်ချင်တဲ့လူဒါမှမဟုတ်တရုတ်စကားအခြေခံကနေစားလိုက်လာချင်တဲ့လူဆိုကြည့်လို့ရပါတယ်အာစားလိုက်ကြအောင်တရုတ်လူမျိုးစနှုတ်ဆက်တဲ့ချင်ကျွန်တော်တို့ကနီဟောလို့တောင်းပါတယ်နော်တရုတ်လူနားဟောင်းချလိုက်ပါနီဟော你好，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 说的对白啊，明德老板，你说的对面。 ဟောဆိုတာကောင်းတယ်ဆိုတဲ့အသိပေးရနီဟောနှစ်ခုပေါင်းလိုက်တော့မင်္ဂလာပါလို့ဖြစ်သွားတော့ပေါ့ပြီးတော့ဒီမှာ Q ဆိုင်ရမယ့်အချက်ကကျတော့နီဖြစ်တယ်နီအဲ့ဒီနီကိုကျွန်တော်တို့အာကျွန်တော်တို့ ਨੇ အတက်တူတဲ့လူဒါမှမဟုတ်အတက်ငယ်လူတဲ့အချိန်မှာကျွန်တော်တို့ဒီနီကိုတောင်းတယ်နော်တော်ဆိုကျွန်တော်တို့နောက်တစ်ခုဆက်သွားလိုက်ကြရအောင်နံပါတ်2တစ်ခုကကျတော့您好，你们好，是吧？对吧？您好， 你们好。အမှကယူဆရမယ့်အချက်ကကျတော့ name ဖြစ်ပါတယ်။ name ဆိုတာကိုယ်ထက်အသက်ကြီးတဲ့လူဒါမှမဟုတ်ကုန်တည်ရှိတဲ့ပုဂ္ဂိုလ်ကို လေးစားတဲ့နေနဲ့အသုံးပြုတာဖြစ်ပါတယ်နော်။ name ဒီတော့ name ni ဆိုတာခမား man ဆိုတာတို့ခမားတို့ဖြစ်တော့မှာပေါ့ name ဆို name ဟောဆိုရင်မင်္ဂလာပါခမားတို့အမျိုးအသေးပဲဟာတာပေါ့။您你们 您、你们，对不起，没关系。对不起，sorry, sorry, 没关系。不对, no? 对不起，没关系。对不起，是啦，sorry 吧，没关系，先，也把来给上面洗吧，不，对不起了。对不起，没关系。 对不起，没关系。好嘅，啊，佢第几遍咧？对已经电话了㗎。老板咧，第三个特别比较难的题目，冇漏咧，啊，follow 咧，留笔吧。